မတ်ချန်နယ်နေကြိုးလိုပါတယ်ဒီနေ့မှာတော့အငယ်ဆုံးပုံစံတော့ဂိမ်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီ video ထဲမှာတော့ဒီနေ့မျိုးနဲ့ရှင်းပြအောင်မှာဖြစ်ပါတယ်အားလုံးလည်းတူတူလေးလာလိုက်ကြရအောင်အငယ်ဆုံးပုံစံ routine ကိုကြောင်းပြောခင်မှာစာတုံးသိန်းကိုပုံစံ routine လို့ဆိုတာကအားလဲဆိုတာသိဖို့လိုအပ်ပါတယ်စာတုံးသိန်းကိုဥပမာပြရမယ်ဆိုရင်တော့နေ့ရက်စာတုံးသိန်းက2 4 6 10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  တော့ခြားဘူးဆက်နေဆက်လာဆိုပြီးတော့တော့ပါတယ်အဲ့ဒီကိုတော့စာတုံးကိန်းလေးလို့ခေါ်ပါတယ်ပုံစာတုံးကိန်းဆိုတာကတော့အဲ့ဒီဂိမ်းနှလုံးတော့မဟုတ်ဂိမ်းနှလုံးအထက်ဂိမ်းကြီးထဲမှာရေစာတုံးကိန်းကြီးထဲမှာ comment ဖြစ်နေတဲ့ဂိမ်းကြီးကိုပြောပါတယ်ဥပမာကြည့်ရမယ်ဆိုရင်တော့နှင်းရေပုံစာတုံးကိန်းကြီးက1 4 6 7ဆိုပြီးဆက်လုပ်တော့ပါမယ်တော့ရေစာတုံးကိန်းကြီးကတော့3 6 5 7 5ဆိုပြီးဆက်လုပ်တော့ပါမယ် ဆိုနေရမယ်ဆိုရင်တော့6ကနှစ်မှာတော့တော့မှာတော့ရှိရတဲ့ကြောင့်မလို့6ကနှစ်ရဲ့တော့ရရဲ့ပုံစံတုံးဖြစ်ပါတယ်။ငွေဆုံးပုံစံတုံးဆိုတာကတော့အဲ့ဒီပုံစံတုံးကြီးညီထဲမှာမှငွေဆုံးဖြစ်တဲ့ဟာကိုပြောပါတယ်။ Value အနည်းဆုံးရှိရတာကိုအငွေဆုံးပုံစံတုံးလို့ခေါ်ပါတယ်။အခုနှစ်ရဲ့တော့ရမှာဆိုရင်6တီအငွေဆုံးပုံစံတုံးကြီးနဲ့ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့6ရဲ့ငွေဆုံးပုံစံတုံးကြီးဆိုတာအခုဘာလဲဆိုတာပြီးသွားပြီဆိုတော့ရှားတဲ့ညီလေးကိုပြောလိုက်ကြရအောင်။ ပထမဆုံးနည်းကတော့ခြာရွာတဲ့နည်းဖြစ်ပါတယ်။ဥပမာရှေ့မှာပြရတဲ့အတိုင်းပဲ2ရက်3ရက်ရဲ့စာတူကိန်းတွေကိုခြာရွာပြီးတော့ရှာတဲ့နည်းပါ။အခုက9ရက်6ရက်ကိုဥပမာပြပြီးရှာရမှာဖြစ်ပါတယ်။9ရက်စာတူကိန်းတွေက9 10 15 20 25 30 6ရက်စာတူကိန်းတွေကတော့6 17 18 24 30 36ဖြစ်ပါတယ်။အဲ့ဒီမှာမှသူညီညီတဲ့ကဏ္ဍတွေကိုရှာမှာဖြစ်ပါတယ်။ 9ရက်6ရက်မှာသူညီညီတဲ့ကဏ္ဍကဘယ်ရဖြစ်ပါမလဲ30ဖြစ်ပါတယ်အဲဒါကြောင့်မလို့9ရက်6ရက်ရဲ့အငယ်ဆုံးဖွစာတုတ်ကကတော့30ဖြစ်ပါတယ်အခုဒုတိယညီကိုကြည့်ကြည့်လိုက်ကြအောင်ဒုတိယညီကိုတော့ prime factorization လို့ခေါ်ပါတယ်အဲ့ဒီညီကို12ရက်စနေရက်ကိုဥပမာပြပြီးတော့ရှင်းပြအောင်မှာဖြစ်ပါတယ်12ရက်စာတုတ်ကညီကိုရှာဝမင်းစာ12ကိုတောတာတင်နေဖြစ်အောင်လို့ plan လုပ်ရပါတယ်12ကိုတောတာတင်နေဖြစ်အောင်လုပ်လိုက်မယ်ဆိုရင်တော့12ကနေပြီးတော့ နှစ်အမြောက်နှစ်အမြောက်သုံးပြပါမယ်ဆက်လေးကိုလည်းအဲ့ဒီအတိုင်းနဲ့သုံးသပ်ကင်းလေးဖြစ်အောင်လှုပ်လိုက်ပါမယ်ဆက်လေးကိုလှုပ်လိုက်မယ်ဆိုရင်တော့နှစ်အမြောက်ခုနှစ်ပြပါပါမယ်ဒီသုံးသပ်ကင်းနဲ့ရှာတဲ့ technique မှာကတော့အဲ့ဒီကင်းကနန်းနဲ့အကုန်လုံးပြပါမယ်ဒါပေမဲ့အဲ့ဒီကင်းကနန်းကစနစ်မှာကောဆက်လေးမှာကောရှိလာပြီဆိုရင်တော့အချိန်ပုံများတဲ့ဟာကိုယူရပါမယ်ဥပမာဒီမှာကြည့်လိုက်မယ်ဆိုရင်စနစ်မှာနှစ်နှစ်ခေါက်ပါပြီးတော့ဆက်လေးမှာနှစ်တစ်ခေါက်ပါပါတယ် အဲ့ဒါဆိုရင်စနေရက်နေ့နှစ်ခေါက်ကိုပဲယူပြီးတော့စနေရက်နေ့တစ်ခေါက်ကိုဖြောပါလိုက်ရပါမယ်။အဲ့ဒါဆိုရင်ဒီမှာကြည့်လိုက်မယ်ဆိုရင်နှစ်အမြောက်နှစ်အမြောက်သုံးအမြောက်ခုနှစ်ဖြောပါမယ်။အဲ့ဒီကဏ္ဍတွေကိုအကုန်ပြောင်းလိုက်ပြီဆိုရင်တော့အမြင့်ဆုံးပူဇော်တဲ့ကိန်းရပါပါမယ်။နှစ်အမြောက်နှစ်အမြောက်သုံးအမြောက်ခုနှစ်က84ပြတဲ့အတွက်ကြောင့်လို့စနေရက်စနေရက်ရဲ့အမြင့်ဆုံးပူဇော်တဲ့ကိန်းကတော့84ဖြစ်ပါတယ်။အခုအမြင့်ဆုံးပူဇော်တဲ့ကိန်းကိုဘယ်လိုရှားလဲဆိုတာကိုသိပါပါ ဒါပေမဲ့စိတ်ရစိစားနိုင်ပါလိမ့်မယ်။ဘယ်ညာမှာဒီအရာကြီးကအသုံးဝင်လဲဆိုတာ။ပိုင်းချီတွေကိုညှိတဲ့အခါအသုံးဝင်ပါတယ်။အပိုင်းကင်းတွေပေါင်းပန်းနှုတ်မယ်ဆိုရင်တော့အပိုင်းချီတွေကိုညှိရပါတယ်။အဲ့လိုချိန်မှာဆိုရင်ကိုကနေပြီးတော့အရင်ဆုံးမူစာတုတ်ကင်းကိုအရင်ဆုံးကြိုသိထားတယ်ဆိုရင်ပို့ပြီးတော့အသုံးဝင်ပါတယ်။အခုနင်းနှမျိုးစုံလုံးနဲ့အရင်ဆုံးမူစာတုတ်ကင်းကိုဘယ်လိုရှာရမလဲဆိုတာသိသွားပြီဆိုတော့ဒီလေးချိန်ကလေးတွေကိုလုပ်လိုက်ရအောင်။ အားလုံးဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့တိုင်းကြည့်စစ်တင်ပါတယ်။နောက်ဗီဒီယိုတွေကိုကြည့်ရှင်နေစေရင်တော့ like subscribe နဲ့ comment တွေလိုပါပေးပါ